I will be the shadow behind her light. အခုရောက်ရှိနေတဲ့ tin recharge event အကြောင်းကိုပြောပြပေးမယ်။အဲ့ event မှာ tin map recharge announcement ဆိုပြီး period 3ခုရှိတယ်။ tin map period မှာ tin တစ်ခုကိုလူ3ယောက်အနည်းဆုံးရှိရမှာဖြစ်ပြီးတယောက်ဒါမှမဟုတ်2ယောက်တည်းစုနေလို့လည်းရတော့ရပါတယ်။ဒါပေမဲ့3ယောက်ဒါမှမဟုတ်4ယောက်ရှိနေတဲ့ tin အတွက် premier skin fragment ကို reward ဖြစ်ရမှာဖြစ်ပြီး9ယောက်ရှိနေတဲ့ team အတွက်က lucky ticket ကိုရရှိမှာပါ။တယောက်တည်းဒါမှမဟုတ်2ယောက်ရှိနေတဲ့ team အတွက်ကတော့ ရီယောရရှိမှာမဟုတ်ပါဘူးဒုတိယ recharge period ကဆယ်လပိုင်း၁ရက်နေ့ကနေဆယ်လပိုင်း၁၄ရက်နေ့အထိနှစ်ပတ်ကြာအချိန်ရမှာဖြစ်ပြီးအဲ့ဒီကြားထဲ diamond ဖြည့်တာတွေပဲအကျုံးဝင်မှာပါဒါနဲ့ weekly pass ဖြည့်လို့မရဘူးလားဆိုတော့ကျွန်တော်လည်းအတိအကျတော့မပြောတတ်ဘူး theory ရတော့ weekly pass ဆိုတာက diamond ဖြည့်တာပဲမဟုတ်အကျုံးဝင်မယ်လို့တော့ထင်ပါတယ်တေးကြခြင်းတော့ diamond set တစ်လုံးပဲဖြည့်ကြပါတတိယ announcement period ကတော့ဆယ်လပိုင်း15ရက်နေ့ကနေဆယ်လပိုင်း21ရက်နေ့ထိဖြစ်ပြီးအဲ့ဒီရက်ရောက်တာနဲ့ reward တွေစထုတ်လို့ရပါပြီ reward တွေအနေနဲ့ကတော့ ဒိုင်းမွန်900မှာ COE 90ဒိုင်းမွန်ထောင်ပြင်ရင် COE 90ထက်ရမှာဖြစ်ပြီးဒိုင်းမွန်1500ပြင်နောက်ထပ် COE 90ထက်ရမှာပါဒိုင်းမွန်2000ပြည်သွားရင်တော့ Aspirus Conquest Elimination Effect ကိုရရှိမှာပါများတယ်လို့တော့ထင်ရပေမဲ့တကယ်တမ်းတွက်ကြည့်ရင်တယောက်ကိုဒိုင်းမွန်400ဖြည့်ရုံနဲ့ COE 150ရမယ်အပြင် limited elimination effect ပါရမှာဆိုတော့မစိုးဘူးလို့တော့ထင်ရတယ်ပေါ့နော်ကိုလူတွေရောဘယ်လိုထင်ကြလဲ ကွန်မန့်မှာပြောသားခဲ့ကြအောင်နော်ဒီဗီဒီယိုရဲ့အဓိကအပိုင်းဖြစ်တဲ့ giveaway season လေးကိုရောက်ရှိလာပါပြီဒီ giveaway လေးမှာပါဝင်ကန်ဆန်းနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ YouTube TikTok Telegram channel လေးတွေကို subscribe ရ follow လုပ်ပေးထားတဲ့ပုံလေးတွေကို screenshot ပို့ပေးရမှာဖြစ်ပါတယ်ပါဝင်တဲ့စုလက်ဆောင်တွေအနေနဲ့ကတော့ပထမဆုံးအနေနဲ့ Diamond 699 second တစ်ခုဒုတိယဆုံးအနေနဲ့ Normal Star Light ကတစ်ကပ်တတိယဆုံးအနေနဲ့ Weekly Bet တစ်ခုလိုပဲဖြစ်ပါတယ်နောက်ဆုံးပြဖို့ရမယ့်ရက်ကတော့ October 9ရက်နေ့ဖြစ်ပြီး အော်တိုဘာ10ရက်နေ့မှာမဲပေါက်တဲ့သူတွေကို Telegram နဲ့ YouTube Channel လေးမှာကြီးညာပေးမှာပါ Subscribe and Follow လုပ်ရမယ့် Channel 3ခုရဲ့ link နဲ့ Screenshot ပို့ရမယ့် Telegram link လေးကို Description မှာချပေးထားတာမို့အော်တိုဘာ9ရက်နေ့ထက်နောက်မကျပဲ Screenshot လေးတွေပို့ပေးထားကြအောင်နော်ကဲဘယ်နေ့လာမလဲဘယ်နေ့လာမလဲမေးမေးနေတဲ့သူတွေအတွက် Promo Diamond ထွက်လာမယ့်ရက်ကိုပြောပြပေးပါမယ်ကဲဆယ်လာမယ့်25ရက်နေ့ထက်လာမယ့်လို့သိထားရတယ်25ရက်ကြာလာမှာဖြစ်ပြီးထုံးစံအတိုင်း login ဝင်ခြင်းအတွက်25လုံး Classic Run Bro တပွဲအတွက်10လုံး Recharge ဒါမှမဟုတ်တငယ်ချင်းတယောက်နဲ့တွဲဆော့ရင် Promo Time မအလုံး20နဲ့စုစုပေါင်းတစ်ရက်ကို Promo Time မ55လုံးရရှိမှာပါဒါထက် Pre-register ကနေရမယ့် Promo Time မ55လုံး Random Box ကနေရမယ့် Promo Time မက16လုံးကနေပြီးတော့1111လုံးကြာရရှိမှာဆိုပေမဲ့29လုံးထိပဲအများဆုံးရကြတာမို့29လုံးနဲ့ပဲထက်တော့မယ် ဒါပြင် daily desk ကနေရမယ်15ရက်စာ825လုံးဆိုတော့စုစုပေါင်း869လုံးရရှိမှာပါဒါဆို epic skin တစ်ကောင်တော့ကောင်းကောင်းရနိုင်ပြီကဲဒီတော့ base skin တွေကိုအဝယ်ချင်ဆုံးလဲ base skin တွေကအဝယ်တင်ဆုံးလဲဆိုတာကိုပြောပြခဲ့ကြအောင်နော်